ယောယောယောအားလုံးပဲမင်္ဂလာပါမာရုကေမြန်နီကျေးဇူးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ဒီမကြခင်လာတော့မယ် M7 Pass ကိုအဲကျွန်တော်တို့တူတူကြည့်ကြမယ်ပေါ့နော်โอเคအဲဆိုရင်အဲဒီမှာပထမဆုံးမြင်ရတာတော့သူ့ရဲ့အရာပေါ့နော်ဒါကတော့ဒီ Granger ရဲ့အဲ M7 skin ကိုကျွန်တော် feature လုပ်ပြီးတော့ ဒီထုတ်တော်မှာဖြစ်ပါတယ်အဲ့တော့ Granger ရဲ့ဒီ skin ကိုလည်းသိရှင်နေဆိုရင်ဒီ Magic Chess Google မှာ2ရဲ့ skin design လေးကိုတွားပြီးတော့ကြည့်လို့ရတယ်ဗောနော်ဒါကတော့လောလောဆယ်ရတော့အဲကလောက်ပဲထည့်တာတည်းရယ်တကယ်တမ်းလာတဲ့ခါကျရင်ဒါ Granger ဖြစ်သွားမယ်ဗောနော် Okay အဲ့တော့ဒါကတော့ Yuyu M7 skin ဖြစ်ပါတယ် Okay အဲ့တော့ဘာတွေပါလဲချက်ကြည့်မယ်နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီ M7 Pass ကိုကျွန်တော်ကပုံစံ2မျိုးနဲ့ဝယ်လို့ရမယ်။ပထမဆုံး2မျိုးကတော့ကျွန်တော်ဒီ UU M7 Pass ပေါ့နော်။အဲတော့ UU မှာဘာပါမလဲဆိုရင်ကျွန်တော်ဒီအဲ Granger ရဲ့ M7 skin ကိုတစ်ခါတည်းရလိမ့်မယ်။အဲ့တခုပေါ့နော် ပြီးတော့ pass level 3ခုပါမယ်ပြီးတော့အဲ M6 lottery coin လို့သူကရေးထားတယ်အဲ့တော့ကျွန်တော်ထင်တာကတော့အဲဒီတစ်ခါလာမယ့် အဲတခြား separate event အတီလေးရှိရဲကျွန်တော် M6 skin ယူရဲဟာဗောနော်အဲ့မှာကျွန်တော် M5 skin တို့အဲတခြား M series skin ရော ပြန်လာမှာတော့မဟုတ်တော့ဘူးဘာပဲပါမလဲဆိုရင်ကျွန်တော်ဒီ M6 အဲကလောက်ဗောနော်အဲ့ဟာပဲပါမလို့ကျွန်တော်ကတော့ထင်တယ်ဗောနော်အဲ့ဒါတော့လာမှာပဲကြည့်ရမယ် okay နောက်တစ်ခုကျတော့ဒီ M7 pass plat လို့ခေါ်တယ်သူကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ကအဲပြောရရင်ဒီအနောက်မှာပါတဲ့ tray effect လေးဗျာ ဒီအောက်မှာပါတယ်ဗောနော်အဲ့တော့ trade effect လေးပို့လာမယ်ပြီးတော့အဲ lottery coin 300ပို့ပြီးတော့ပါမယ်ပြီးတော့အဲ exclusive action ဗောနော်အဲဒီ grandeur n7 skin ရဲ့ဒီအနောက် trade effect ဒီ action တွေရတယ်ပါမှာဖြစ်ပါတယ် okay နော်အဲ့တော့အဲဈေးနှစ်ခုကြီးရတာတော့တိတ်တော့မကွာဘူးသူကအဲ300လောက်ပဲกว่าလို့နော်300กว่าတဲ့အချိန်မှာကျွန်တော်ပါပါမယ်ဆိုရင်ဒီ trade effect လေးပဲပါမယ်အဲ့တော့ဒါကတော့ ကြိုက်တယ်လို့ဝယ်လို့ရပါတယ်အဲ့တော့ brand skin ကအဲဒီ n7 password လေးရောက်နိုင်ပါတယ်ဒါပေမဲ့တခုရှိတာကတော့ကျွန်တော်ဒီ chat bubble လေးကျွန်တော် chat effect တို့အဲ့အထိတွားဖို့ဆိုရင်တော့ကိုကဒီ n7 password လေးကိုဝယ်ထားတာက level လေးနည်းနည်းလေးပိုရတယ်ပေါ့နော်အဲ့လိုပဲကွာတာအဲကျွန်တော်ကတော့ဒီ plus version ပဲယူဖို့အကြံပေးရှင်တယ်။ဘာလို့လဲဆိုတော့ tree effect လေးပါမှအဲကျွန်တော်ဒီ MCU skin ကြီးကင်ရတာ feature ပေါ့နော်။ ဲတော့အဲ plus version ကြီးယူဖို့တော့အကြံပေးချင်ပါတယ်ကျန်တာကတော့တူတူပဲ level ကြီးနည်းနည်းပဲပို့မှာအဲအဲ့တော့ prime skin ယူမဲ့လူတွေဆိုရင်အဓိကတော့အဲ daily shop ပြရမယ်ပြီးတော့သူလောက်ခိုင်းတဲ့ test တွေကိုအဓိကလုပ်ပြရမယ်ပေါ့နော် okay အဲ့တော့ဒါကတော့သူရဲ့စီးနှုန်းဖြစ်ပါတယ် yeah အဲ့တော့ကျွန်တော်ဒီမှာကြီးမဲ့ဆိုရင် reward တွေပါတယ်ပေါ့နော်ဘောင်တွေလည်းပါမယ် recall တွေလည်းပါမယ် အော်ဒီပုံမှာ free လို့ရည်ထားတဲ့ဟာတွေက pass mode ပဲနဲ့ရမှာဖြစ်ပါတယ်အဲဒီတခြားဟာတွေကြတော့ကျွန်တော်တို့ကနေပြီးတော့ဒီ pass တစ်ခုခုကိုတော့ဝယ်ထားမှရမယ်ပေါ့နော်ဟော yeah တာဒီပါပါမယ်အဲတော့ဒီ M7 ရဲ့ brain skin ကိုကြတော့ကျွန်တော်တို့ level 95မှာရလိမ့်မယ်ပြော chat effect တွေကကျွန်တော်ထင်ဒီနောက်ပိုင်းထိုင်ရမှာမှသူကပေးလိမ့်မယ်ပေါ့နော်ဒါကတော့အဲဒီ M7 pass ရဲ့ main function တွေဖြစ်ပါတယ် โอเคအဲ့တော့ကျွန်တော်နည်းနည်းလေးထူးခြားသွားမယ်ဒီ lucky gift ကိုတစ်ချက်တော့ကြည့်ပါအဲ့တော့ဒီ lucky gift မှာကြတော့ကျွန်တော်တို့ကနေပြီးတော့အရှင်းနဲ့လာထားတဲ့ဒီမှာ तू က beatrice တော့ပြထားတယ်ဗျပါမလားမပါမလားကျွန်တော်လည်းမသိဘူးအဲဒါကတော့ကန်နဲ့ပဲဆိုင်ပါတော့ကျွန်တော်ထင်တာတော့ဒီ price book ထဲမှာပဲအဲကလောက်ရဲ့ brand skin ကိုထည့်ပြီးတော့ဒီ event shot တွေမှာတော့ကျွန်တော်ဒီ beatrice တွေပါတွေကိုပြီးလဲမယ်လို့ကျွန်တော်ခံစားရတယ်ဗောနော်အဲဒါကတော့လာမှာပဲ တည်လိမ့်မယ်อืมအဲ့တော့အဲဒီ ਆ အလုပ်လုပ်ပုံကလည်းကျွန်တော်ခိုင်ပြပေးမယ်နော်ခိုင်ကျွန်တော် password ပြမယ်အဲ့တော့ဒါလေးပြပေးမယ်နော် okay ဒါလဲရပြပါတယ်အဲ့တော့ event shot တွေမှာကျော်ဒီ coin လေးတုံးပြီးလဲရမယ်ဒါကဒီ pass level နဲ့မဆိုင်ပါဘူးဒါကအဲ m7 ဟော m6 shot coin လို့ခေါ်တယ် m7 ပုံနော် m6 shot coin လို့ခေါ်တယ်ဟောအဲ့လေးတုံးပြီးတော့တက်တက်လဲရမှာဖြစ်ပါတယ်ဟောဒီထဲမှာကျော် event shot တွေမှာအဲကျွန်တော်ထင်တာကျွန်တော် လိုချင်တာတစ်ခုပြပါမယ်ဗျာဒီအရှိ MCU skin ကြီးထည့်တာเนาะဒီဟာမဆိုးဘူးနော်ကျွန်တော်တို့လေ yeah အဲ့တော့ဒီမှာ brush blue ရှိရပါတော့အဲကျွန်တော်ကတော့ဒီတနေ့ဒီ chat effect လေးလဲမဲ့ကိုစိတ်ကူထားရဲကျွန်တော် brown skin အောင်ရှိပြီးသားပါတော့အဲ့တော့ဒီ match ထဲကဒီ other road ထဲမှာဒီ chat effect လေး chat effect က၄တောင်းကျော့တယ်ဗျာအဲ့တော့ skin နဲ့ dye ရိုက်စည်းတူတယ် နေလျော့ဘောနော်။ဘာညာဘော။ Okay အဲ့တော့ဒီဟာကအဲဒီမှာ test တွေပါမယ်ဘောနော်။ဒါတော့ထုံစံအတိုင်းပဲနှစ်တိုင်းဝင်နေကြတူဆိုရင်တော့ဒီလိမ့်မယ်ကျွန်တော်လည်းအဲ့လောက်ပြီးတော့မပြောပြတော့ဘောနော်။အဲ့တော့ဘာရှိမလဲဆိုရင်ဒီမှာ support chat ရှိမယ်။ support chat ကဘာလဲဆိုရင်ကျွန်တော်ဒီဖောက်ရင်နဲ့လေ M7 Pass ကိုပေါက်နိုင်ပါလေဒါပေမဲ့ဒါဘယ်အချိန်မှမဝယ်တင်လဲဆိုရင်ကျွန်တော်တို့ကအဲ့လို level ရန်လူနေတဲ့အချိန်မှာ အဲဝေဖို့ပဲအကြံပေးရှင်းတယ်ဗောနော်ဒါကြီးကပေါ့ရှင်မှာပေါ့မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ level အရန်လူကြမှာပဲအဲဝေဖို့တော့အကြံပေးရှင်းပါတယ်โอเคเนาะရဲ့ဟောပါရှိအောင်လဲဆိုတော့ yeah ဒါလေးပဲရှိမှာပါလောလောဆယ်ကတော့เนาะအဲ့တော့လာတဲ့ခါကျရင်တော့ကျွန်တော်ဒီအဓိကကြည့်ရမှာတော့ lucky gift ပဲဗောနော်အားလေးဝတ်တစ်ချက်ကြည့်ရမယ်အဲ့တော့ကျွန်တော်လဲဘာလို့ရှင်လဲဆိုရင်ကျွန်တော်ဒီကလောက်လည်းရှိရယ်ဘီထွက်လည်းရှိရယ်ဒါမဲ့ဘာလို့ရှင်လဲဆိုရင်အကေရိုဂျာလေးမြန်ပြန်ထည့်လာရင်တော့မဆိုးဘူးရိုဂျာ ် Brian ရတော့ဗောနော်အဲ့တော့ yeah အလီယာချက်ဆောင်ကြရမယ် okay ဗျာအဲ့တော့ဒီ pass လေးကိုတစ်ချက်ဝယ်ပြမယ်အဲ diamond အဲ940ပဲရှိရတဲ့အဲကျွန်တော် UU လေးပဲဝယ်ပြမှာနော်အဲတော့ okay အဝယ်ပြီးဆိုတာ ਨੇ UU M7 skin အတန်းရပါတယ်ဒါကတော့ဒီဘလိုပဲဖြစ်တာဖြစ်တယ်သူကကလောက်ကြီးပြီးပေါ့နော်ဒီလေတန်း grand jar ရမှာဖြစ်ပါတယ် okay အဲ့တော့ ဒီမှာ MC lottery coin လို့သူကခေါ်တယ်အဲ့ဒါနဲ့တုံးပြီးတော့ကျွန်တော် zona က spread event မှာတွားပြီးတော့လဲရမယ်ပေါ့နော်ဟုတ်ကဲ့ဗျာအဲ့တော့နောက်တစ်ခုပြောကြရရှိတာကအဲ M7 pass ကိုဝယ်ပြီးတော့နောက်ထပ် pass plus ဝယ်လို့ရလားဆိုရင်ဒီမှာမြင်တဲ့အတိုင်းပါပဲဝယ်လို့ရပါတယ်အဲ့တော့အဲ့ဒါလေးဖြည့်ပြီးလိုက်ရပေါ့နော်ပြီးတော့ကိုကဝယ်ထားပြီးသွားရင် သူများ give လို့ရပါတယ်အဲ့တော့ဒီမှာ give လို့ရတယ်ပေါ့နော် give လို့လည်းရတယ်အဲပြီးတော့ upgrade လုပ်ရှင်လည်းရတယ်ကြိုက်တာလုပ်လို့ရတယ် เนาะအဲ့ညီကိုတို့တဘောအဲ pass level လေးနည်းနည်းပဲပို့တာဗျာဟုတ်တယ်เนาะအဲ့တော့အဲဒါသူရမယ် reward တွေဖြစ်ပါတယ်အကုန်လုံးပဲပေါ့အာဒီဘာလို့ကျွန်တော်ထုံးစံတာယူဗျာအဲမြန်မာအတင်းမဲ့အားပေးမှာအဲ့တော့မြန်မာလေးတော့ပြီး free အားပေးလို့ရတယ်အဲ့တော့ test တွေကတော့နေ့တိုင်းလုတ်ဖို့လုတ်မှတော့ရမှာเนาะ okay အော် okay ဗျာအဲနောက်တစ်ခုရှိရအဲဘာပြောမလဲဆိုရင် ရှိတယ်ဘော။အဲ့လောက်ပဲရှိမယ်ဘောနော်။ဒီအဲထူးထူးခြားခြားဆိုလို့ဒီ lucky gift ဘာ basking များဖြစ်သွားမယ်ဆိုတော့နည်းနည်းတော့ထူးခြားတယ်။အဲ့လောက်ပဲရှိမယ်။ပြီးတခြား special skin လေးလည်းဒီထဲမှာပါလိမ့်မယ်။ Yeah ။အဲ့တော့အားပဲရှိဘောနော်။ไมโรไมบาย Grandja တော့เนเนလေးတော့เอ่อ Bad Beat တင်းလို့ထင်တယ် เนาะเอ่อบนดุ้งจี้เนี่ยแหละเนเนเลยบัฟไปเนาะဟုတ်တယ်မအဲ့မှာလေတကယ် grand jar ပြတည်လားတော်တော်လေးကို nerf သွားတာဆိုတော့တော်ခတ်သွားပြီပြောအဲ buff ဖြစ်လို့ပြောရှင်းပါတယ် okay အဲ့တော့ဒါတော့ကျွန်တော်ဒီ m7 event မှာအဲတိထားတည်နေအကြောင်းအရာတွေဖြစ်ပါတယ် အဲပြီးတော့ဒီ level ဘယ်လိုများလောရမလဲဘာညာကိုလည်းကျွန်တော်နောက်ထပ် video ထပ်လုပ်ပေးမယ်အဲ့တော့အဲကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့တော့ပြောချင်ပါတယ်အဲ့ဒါမှအဲကျွန်တော် video တင်တာနဲ့တန်ပြီးတော့တိမယ်ညီကိုတို့တန်ပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်အဲညာတော့ပြကျွန်တော် video ကြည့်ရတူကြ subscribe မလုပ်ထားကြဘူးဗျာအဲ့တော့ subscribe လေးလုပ်ခဲ့ပို့တော့ပြောချင်ပါတယ်ပြောဒီ video လေးကိုလည်း like လုပ်ပြီးတော့တိတ်နှားစီချင်ပါတယ် okay အဲ့တော့အဲကျွန်တော်နောက်ထပ် video မှာထပ်ပြီးတော့တွေ့ကြမယ်ဒီကိုတို့ see you guys